water fasting တို့ဒီလိုမျိုးအစားအသောက်ဇနစ်တွေထက်စားလို့ရှိရင်ကိုယ်လေးချိန်ကိုပိုပြီးမမြန်အောင်ကျစေနိုင်တယ်ပေါ့နော် keto diet ဆိုတော့ကိုကြားဘူးနေတဲ့အရင် popular ဖြစ်တဲ့အစီကြားတဲ့ဝေးကြတာအရင်မြန်နေနောက်တော့ diet box တွေနဲ့မှာစားနေကြတယ်အဲ့တော့ဒီ keto diet ဆိုတော့ဘလို့အလုံးလုံးလဲရှိမှာကြာသူ့ရဲ့အကျိုးကျေးဇူးတွေဘလို့လူတွေစားသင့်လဲသူ့ရဲ့ဆိုးကျိုးတွေကိုပြပြပေးသွားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အမ်ဒီ video လေးမှာတော့သူ့ဘလို့အလုံးလုံးလဲဆိုတာလေးကိုတစ်ချက်အရှင်းပြပေးမယ်နော်အဲ့တော့ keto diet ကကြတော့သူကခန္ဓာကိုယ်ရဲ့ပေါ့နော် physiology state ကိုပေါ့နော်ဇီဝကံမဖြစ်စေ metabolism ကိုပြောင်းလဲစေတယ်အဲ့ ောသူပုံမှန်အဖြစ်ဆိုခန္ဓာကိုယ်ကကြတော့လူတွေရဲ့ခန္ဓာကိုယ်ကကြ glucose ဆိုတဲ့တခြားဓာတ်ကိုသူအဓိကစွမ်းရင်အဖြစ်အဲဒီ energy source အဖြစ်အသုံးပြုတယ်ဒါပေမဲ့ keto diet မှာကြတော့ကစီဓာတ်နောက်ပြီးတော့ဒီ carbohydrate ကိုကြတော့ short စားလိုက်တယ်အဆီကိုများများစားရတဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်ကကြတော့ ketosis ဆိုတဲ့ဖြစ်စဉ်ကကြသူ့ဘာသာသူ induce လုပ်လိုက်တယ်ပေါ့နော်သူ့ဘာသာသူအဲလုပ်ယူလိုက်တယ်ပေါ့အဲ့တော့ ketosis ဆိုတာဘာလဲ ketosis ဆိုတာကကြတော့အသေးကအဆီတွေကိုပေါ့နော်ဖြိုခွဲပြီးလို့ရှိရင် keto ဓာတ်တွေကိုခန္ဓာကိုယ်ထဲကိုထုတ်လုပ်ပေးတဲ့ဖြစ်စဉ်ဖြစ်တယ် ဲ့တော့ခီတုံးကကြတော့ဒီခနာကိုနဲ့အုံနောက်အတွက်ဆိုလို့ရှိရင်ဒီခနာကဂလူးကို့စ်နေရာမှာစွဲအင်ဖြစ်အစားထိုးအသုံးပြုတယ်။အဲ့တော့ तू ကဒီလိုမျိုးအသုံးပြုတဲ့ဖြစ်စဉ်ရာကီတိုဆစ်ဖြစ်သွားတဲ့ဖြစ်စဉ်အကြတော့ခီတုံးကိုတခြားအစားထိုးအသုံးပြုလိုက်တဲ့ဖြစ်စဉ်ရာဘာလို့ကိုလေးချိန်ကြဖို့ထိရောက်မှုရှိတာလဲ။အဲ့ဒီကိုလေးချိန်နဲ့ပတ်သက်ပြီးတော့ဘလို့လှုပ်လှုပ်တာလဲ။ဆိုလို့ရှိရင် तू ကခီတိုဒိုင်ရက်ကကြတော့ဒီအစီတွေရဲ့လောင်ကျွမ်းမှုကိုဖြစ်စေတယ်။ဘာဖြစ်လို့ तू ကကြတော့အရင်တော့ကအစီတွေကကြတော့ကိုရီးယားကကြတော့စုထားတာ။နောက်ကြတော့မှပေါ့နော်။အဲ့လို starvation state ပေါ့နော်။အဲခနာ ကွာနေပြီးတော့မှငတ်ငတ်နေတဲ့အချိန်ပေါ့ရောက်တဲ့အခါကျမှထုတ်တုံးမှာတခြားတဲ့ကွာကျတော့ပုံမှန်ဖြေဖို့ဖြစ်စင်မှာတုံးတာဒါပေမဲ့ဒီအချိန်မှာဆိုလို့ရှိရင်ကျ तू ကဒီအစီရီရောကျထုတ်တုံးလိုက်တာထုတ်တုံးလိုက်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်ထဲမှာရှိအစီရီကျလောင်ကျွမ်းပေးရတယ်ခန္ဓာကိုယ်ကကျတော့စားနေတဲ့တန်းနဲ့ starvation state တစ်ခုကိုဖန်တီးပေးလိုက်တဲ့သဘောပေါ့နော်ပုံမှန်ဆိုရင်ကျအောင်မှာထားပါတော့လူတစ်ယောက်ကအဲဒီရက်ပေါ့၃၄ရက်လောက်ငတ်နေရဲဆိုလို့ရှိရင် तू ကတခြားတဲ့ကိုမရဘူးဆိုလို့ရှိရင် तू ကသူ့အစီရီကိုထုတ်တုံးတယ်အဲဒီလိုမျိုး state ကိုကကျတော့ကိုယ့်ဘာသာကိုစားနေတဲ့တန်းနဲ့ induce လုပ်လိုက်တာပေါ့နော် state ကိုဖိအောင်လုပ်လိုက်တာလုပ်လိုက်တဲ့အတွက်ကြောင့်မလို့ဒီ ီကီတိုဒိုင်ရဲ့မှာဆိုလို့ရှိရင်ဒီအဆီဒီကိုသုံးလိုက်တော့ကြောင့်မလို့အဆီဒီရဲ့လောင်ကျွမ်းမှုကိုမြန်စေတယ်။အဲ့တော့နောက်ပြီးတော့ကိုကလည်းစားနေကိုကတကယ်ကြငတ်နေတာမဟုတ်ကိုကစားနေတာစားနေအချိန်မှာအဆီဒီဖြစ်တဲ့အတွက်ကြောင့်မလို့အဆီဒီများတဲ့အတွက်ကြောင့်မလို့ဒီအုံနောက်နဲ့အုံနောက်ကိုကစတိုင်ဒီစင်တာဆိုတာရှိတယ်။သူ့ရဲ့ဖိုင်းဝါစီတဲ့ဟာကိုစောင့်ကြည့်နေတဲ့စင်တာဆိုတာရှိတယ်။အဲ့စင်တာကကြတော့သူအဆီဒီများတာစားများများစားအတွက်ကြောင့်မလို့ဖိုက်ပြီးပြီဆိုတော့ခေါင်းထဲမှာကျဖိုက်ပြီးပြီလို့မှတ်သွားတာပေါ့နော်။မှတ်သွားတဲ့အတွက်ကြောင့်မလို့အစာကကြတော့ဖိုက်ပြီးတာမြန်တဲ့အတွက်ကြောင့်မလို့အစာစားကလည်းနေသွားတယ်။ဒါကြောင့်မလို့ဒီသူ့တည်တနာရ research တွေအရဆိုလို့ရှိရင် င်ကီတိုဒိုင်ယက်ကကြတော့ဒီအစာအခြားအစာသောက်မှုပုံစံတွေပေါ့နော်ဒိုင်ယက်တွေပုံစံပေါ့ဥပမာ fasting နဲ့ intermittent fasting နဲ့ဒီလိုမျိုး water fasting နဲ့ဒီလိုမျိုးအစာသောက်ဒီစနစ်တွေထက်စားလို့ရှိရင်ကိုယ်လေးချိန်ကိုပိုပြီးမမြန်အောင်ကျစေနိုင်တယ်ပေါ့နော်အဓိကကသူကကြတော့အဆီတွေကိုမမြန်လောင်ကျွမ်းစေနိုင်တယ်ပြောကြအဆီတွေကိုကျစေနိုင်တယ်ပေါ့နောက်ပြီးတော့သူကပိုပြီးတော့မှလူတွေကြားမှာ popular ဖြစ်တာကကြတော့ bike အဆီကိုကျစေတယ်သူကကြတော့ပထမက3လနဲ့6လအတွင်းမှာသူကတိတိတသားကိုကျသွားတယ်ပေါ့နော်